မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်စစ်တပ်ကကျောင်းတွေဘာသာရေးအဆောင်တွေပါဝင်အရက်သားအေဗီယာများပြားကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းကုလစီရင်ခန်းစာဖော်ပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာလူအခွင့်အရေးအခြေအနေတွေပိုပြီးဆိုးရွားလာနေရလို့သိရပါတယ်အာနာသိန်းစစ်တပ်အုပ်စိုးနေတဲ့မြန်မာနိုင်ငံမှာလူအခွင့်အရေးအခြေအနေတွေကပိုပြီးဆိုးရွားလာနေကြောင်းကုလသမဂ္ဂအစီရင်ခန်းစာတစ်စောင်မှာဖော်ပြထားပါတယ်ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပခဲ့တဲ့ကုလသမဂ္ဂလူ ွင့်ရေးကောင်စီညီလာခံမှာအဲ့ဒီအစီရင်ခံစာကိုတင်သွင်းခဲ့တာဖြစ်ပြီးကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးဘောကာထက်ကမြန်မာပြည်သူတွေဟာပြည်တွင်စေဖိနေအုပ်စိုးမှုတွေကြောင့်ထိခိုက်ခံစားမှုတွေပုံမှုဆိုးရွားလာတာမျိုးကြုံတွေ့နေရကြောင်းလည်းပြောထားပါတယ်။2021ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းခဲ့ပြီးကတည်းကအရက်သား6800ကျော်တည်ဆောင်းခဲ့ပြီးနောက်တန်း2000ထောင်ဟာမျှတတဲ့တရားစီရင်ဆုံးဖြတ်မှုမျိုးမရနိုင်ပေစစ်တပ်ရဲ့တစ်ဖက်သက်ဖမ်းဆီးအကျဉ်းချမှုကိုခံထားတယ်လို့အစီရင်ခံစာကဆိုပါတယ်။ အာနာသိမှုနောက်ဆက်တွဲပေါ်ပေါက်လာတဲ့ပြည်ရင်းလက်နက်ကိုင်ပဋိပက္ခတွေကြောင့်ပြည်ရင်းမှာလူပေါင်း3.5တန်းကျော်ဟာနေရဲစွန့်ခွာထွက်ပြေးနေရပြီးလူပေါင်း22တန်းလောက်ဟာလူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတယ်လို့ဆိုပါတယ် ုံတွေးဖြတ်တန်းနေရတဲ့ခါတီကြံတမ်းမှုတွေကြားမှာတော့မြန်မာပြည်သူတွေဟာငြိမ်းချမ်းပြီးဒီမိုကရေစီပြေဝတဲ့အနာဂတ်မျိုးကိုမျှော်လင့်ခဲ့နေကြောင်းဒါပေမဲ့အခြေအနေတွေကတိုးတက်လာမယ့်အစားပိုပြီးဆိုးရွားလာနေကြောင်းသူကဆိုပါတယ်မလ28ရက်နေ့ကလူ၄000လောက်တိဆုံးစီခဲ့တဲ့ဖြတ်အားပြင်ကလင်းကြီးအပြီးမှာစစ်တပ်ကပြည်သူကိုဖေးမှကယ်ဆယ်ရမယ့်အစားလေကြောင်းတိုက်ခိုက်မှုတွေပုံမှုအရှိန်မြင့်လှုပ်ဆောင်လာခဲ့ပါတယ် ုလသမဂ္ဂငလင်နောက်ပိုင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း600ကျော်ကိုမှတ်တမ်းတင်တွေ့ရှိထားပြီးအဲ့ဒီနေ့ကအများစုကငလင်ငယ်စည်ကြီးကိုအာရုံစိုက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့စစ်တပ်ကအပြစ်ခံရဲစည်ကြီးကြီးညာထားတဲ့ကာလအတွင်းမှာဖြစ်ခဲ့တာပါစစ်တပ်ဟာအကြောင်းတွေဘာသာရေးအဆောင်တွေစစ်ကာလအတွင်းထိမ့်သိမ်းကာကွယ်တင်တဲ့အခြားနေရာတွေပါဝင်အရက်သားဧရိယာများပြားကိုလည်းပြစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းစီးရင်ခံစာမှာတင်ပြထားခဲ့ပါတယ် ဇင်းရဲ့ချက်တင်မှုဟာလည်းနိုင်ငံထဲမှာမြင့်တက်လာပြီးအခုဆိုရင် နိုင်ငံလူဦးရေ80ရာခိုင်နှုန်းနီးပါးဟာဇင်းရဲ့မွေးတည်မှုအဆင့်ရောက်လို့နီးပါးအခြေအနေမှာနေထိုင်နေကြပါတယ်။နိုင်ငံကိုဆုံးခွာထွက်ပြေးနေရသူဦးတွေကလည်းတန်းချီနေ များပြားလာပါတယ်။ထနိုင်ငံတကာအတိုင်ဝန်အနေနဲ့မြန်မာပြည်သူတွေအတွက်မျှော်လင့်ချက်ကိုကူညီပေးစွမ်းဖို့လိုအပ်နေကြောင်းပြောပါရယ်။ကုလသမဂ္ဂရဲ့မြန်မာလူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်အတွက်အန်ဒရူးကတော့လူသားချင်းစာနာမှုအထောက်ပံ့လုပ်ငန်းတွေကိုပိတ်ပင်တဲ့နည်းကိုလက်နက်တစ်ခုလိုအသုံးချနေတာလို့ဆွဆွဲခဲ့ပါရယ်။နောက်ပြီးနိုင်ငံတကာထောက်ပံ့ရေးရှာပုံငွေလျှော့ချလာတာကလည်းပဋိပက္ခနဲ့ငလင်ဘေးတင်ပြည်သူတွေကိုထိထိရောက်ရောက်ကူညီနိုင်ရေးအားထုတ်မှုတွေကိုပုံမကျတဲ့ခက်ခဲသွားစေတယ်လို့သူကထောက်ပြသွားခဲ့ပါရယ်။ဇွန်လနောက်ပိုင်းထိအချိန်အနည်းရလူသားချင်းစာနာမှုအထောက် ောက်ပံ့ရန်ပုံငွေရှာတာမှုပမာဏဒေါ်လာ1.14ဘီလီယံနဲ့မှ၁၂ရာခိုင်နှုန်းနောက်သာပြည့်မီခဲ့ပြီးငလင်ကေစင်အတွက်ရှိရွယ်တဲ့အပူဆောင်ဒေါ်လာ295သန်းကလည်း38ရာခိုင်နှုန်းသာဖြည့်တင်းနိုင်ခဲ့တယ်လို့သိရပါရယ်အဲ့ဒီအချိန်ကိုလေ့လာကြည့်ရခါလူကွင်ကြီးကအရေးရော အကြီးရဲ့လားလို့မေးခွန်းထုတ်စရာဖြစ်လာကြောင်းတကယ်လို့အရေးကြီးပါသေးရဲ့လို့ယူဆရင်ဘာကြောင့်အစိုးရများပြားကတာဝန်ပြက်ကွက်နေတယ်လဲဆိုတာသိကျင်ကြောင်းအန်ဒရူးကပြောကြားသွားခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်ဖားဆောင်တိုက်ပွဲတကြော့ပြန်ပြင်းထန်နေကြောင်းတင်ဆက်ပေးပါမယ်။ကရင်နီပြည်နယ်ဖားဆောင်မြို့သိမ်းတိုက်ပွဲတကြော့ပြန်ပြီးပြင်းထန်နေတဲ့ဇွန်လ25ရက်မနက်ပိုင်းကကရင်နီပူပေါင်းတပ်တွေက ဖားဆောင်မြို့မှာကြန့်ရှိနေတဲ့ခန်းလာရ134နဲ့135တက်နှစ်ခုကိုထိုးစစ်အရှိန်မြင့်ကြောင်းစည်ရည်တည်ရင်အမြင့်တွေကပြောပါရယ်တိုက်ပွဲတွေကပြင်းထန်နေပါရယ်အချမ်းအခြေအနေကတော့အလုံးလုံးနေကြတော့မလို့ပါလို့ဖားဆောင်မြို့ရှိကာကွယ်တပ်ဖွဲ့တာဝန်ရှိသူတောင်ကပြောပါရယ် စစ်ကောင်စီရဲ့အခြေဆိုင်တပ်တခုအတွင်ကိုထိုးပေါက်ဝင်ရောက်ထားနိုင်တဲ့တရင်အချို့ထွက်ပေါ်နေတော့လေကင်းရီတပ်ပေါင်းစုဘက်ကတီးကြမှတ်ချက်မရသေးပါဘူးကာကင်းနေရတဲ့တပ်ပေါင်းစုဘက်ကအဖိတ်အစစ်တချို့ရှိသလိုစာကစားဘက်ကထိခိုက်တိုက်စုံနာတွေများတဲ့လို့ကင်းရီစစ်ဘက်တရင်ရင်းမြစ်တောင်ကဖားဆောင်မြို့တိုက်ပွဲအခြေအနေကိုရှင်းပြသွားတယ်ဖားဆောင်မြို့ရှိစစ်ကောင်စီအခြေဆိုင်စခန်းဖြစ်တဲ့အမှတ်134နဲ့135ခြေလင်းတရင်ခလာရ134 135တို့ကဒလွေခုံအနေထားရှိပြီးတနက်ကူကြပေ3000ဝင်းကျင်ကွာဝေးပါတယ်ပေါ်လုံးကွင်း3ကွင်း င်ကျော်အကျင်းစီရှိတဲ့အဲ့ဒီတက်နှစ်ခုမှာဘန်ကာများစွာနဲ့အခိုင်အမာခန်းဆင်ပြင်ဆင်ထားကြောင်းသိရပါရယ်။ဖားဆောင်မြို့နယ်ရဲ့အရှိဘတ်ချမ်းမှာကင်ကြီးတပ်ပေါင်းစုကသိမ်းပိုက်ထားပြီဖြစ်တဲ့မေဆက်မြို့နယ်ရှိပြီးအနောက်ဘတ်ချမ်းမှာကရင်ပြည်နယ်တန်တောင်ကြီးတောင်ပတ်ချမ်းမှာဖပေါ်နဲ့မြောက်ဘတ်ချမ်းမှာဘောလက်ခဲမြို့နယ်တို့ရှိပါရယ်။ 2024ခုနှစ်ဖေဖော်ဝါရီ29ရက်ကစတင်တဲ့ဖားဆောင်မြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်စခန်၉ခုနဲ့ကာကင်းနေရာ၃ခုကိုကီယင်းဒီတပ်ပေါင်းစုကသိမ်းပိုင်နိုင်ခဲ့ပြီးအခြေစိုက်တပ်ရင်း၁၂ခုဖြစ်တဲ့ခလာယာ134နဲ့ခလာယာ135တပ်ရင်းသာကျန်ရှိနေတာဖြစ်ပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့မတရားအကျဉ်းချခံနေရတဲ့လူလူကောင်းဆောင်ထောင်းဆန်းစုကြည်ခန်းစားနေရတဲ့ရောဂါတွေကိုစေမီတုန်နဲ့သာကုသနေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကမတရားဖမ်းဆီးပြီးနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားတဲ့လူလူကောင်းဆောင်ထောင်းဆန်းစုကြည်ခန်းစားနေရတဲ့ရောဂါတွေကိုစေမီတုန်နဲ့သာကုသနေရတယ်လို့ဇွန်လ28ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ လက်ရှိဇူနုခေါင်းဆောင်တော်ဆန်းစုကြည်ကနေပြီးတော့အချုပ်ထောင်နဲ့ဆလီမိုင်ကွာစစ်စီရင်အတူဖွဲ့ရုံဆိုင်တဲ့နေရာမှာလုံခြုံရေးတင်းချက်စွာနဲ့မတရားဖမ်းဆီးချုပ်နှောင်ခံထားပြီးချုပ်နှောင်ထားတဲ့နေရာတွေကိုလည်းဒုတိယပို့ချုပ်ကြီးအစင်ရှိသူမှတာဝန်ယူထားကြောင်းသိရပါတယ်။2024ခုနှစ်အပိလာမှာတော်ဆန်းစုကြည်ကိုနေပြီးတော့အချင်းထောင်မှာမင်းအောင်လိုင်းရှုံးထိုင်တဲ့တီနေရာနဲ့မကွာဝေးလာတဲ့နေရာတစ်ခုဖြစ်တဲ့ကာစရာချောင်းမှာမတရားအချင်းချထားပြီးအချိန်ကအချင်းသားခွင့်ရေးဖြစ်တဲ့ထောင်ဝင်စားအဲ့တွေ့ခွင့်မရရှိပဲအချင်းသားခွင့်ရေးချိုးဖောက်ခံနေရကြောင်းထုတ်ပြန်ကြမှာဖော်ပြ န်ထားပါတယ်။လက်ရှိတော့ဆန်းစုကြည်ကသွားနဲ့ပတ်သက်တဲ့ဝေဒနာနှလုံးနဲ့ပတ်သက်တဲ့ဝေဒနာနဲ့အသက်အရွယ်အသက်ကြီးပိုင်းမှာဖြစ်နေရှိရဲ။ကျန်းမာရေးဝေဒနာများခံစားနေရတော့လေလုံလောက်တဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေကိုစနစ်တကျကုသခွင့်မရှိပဲဆေးမီးတိုနဲ့စက်ကောင်စီခွင့်ပြုထားတဲ့ဆရာဝန်နဲ့ဆေးမှုတွေကတဆင့်သာကုသခွင့်ရတယ်လို့ဆိုပါတယ်။ဒါအပြင်ထောင်ဝင်စားအဲတွေးခွင့်ကအကျဉ်းသားရရှိမယ်ခွင့်ရင်းဖြစ်တော့လေတောင်ဆန်းစုကြည်ကိုမိသားစုဝင်အနေနဲ့ထောင်ဝင်စားအဲတွေးခွင့်မပေးခြင်းလုံလောက်တဲ့ကျန်းမာရေးဆောင်ရှောက်မှုမပေးခြင်းကရည်ရွယ်ချက်ရှိရှိနဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိမ့်ဆက်မှုတစ် ဖို့ဖြစ်တယ်လို့ထောက်ပြပါရယ်။တရားပြင်တောင်ဆန်းစုကြည်ကိုထောင်နဲ့33နှစ်တိချမှတ်ထားတဲ့စပူတီတီမျိုးနဲ့တရားသူကြီးဦးမောင်မောင်လွင်တက္ကိနခရိုင်တရားသူကြီးဦးရဲလွင်မန္တလေးတိုင်းတရားလွှတ်တော်တရားသူကြီးဦးမြင့်တန်းနဲ့မန္တလေးတိုင်းတရားလွှတ်တော်တရားသူကြီးကျောက်တော်ခင်သိန်းဝင်တို့ကနောက်ဆက်တွဲကိစ္စရပ်တွင်တာဝန်ခံရမယ်လို့ထုတ်ပြန်ကြမှာရှိတာထားပါရယ်။ ဆက်လက်ပြီးစစ်ကောင်စီကောင်ဆောင်မင်းအောင်လိုင်းဒုတိယစစ်ကောင်ဆောင်စိုးဝင်ပြည်ထိုင်ဝင်ကြီးဟောင်းစိုးတို့ပြည်ထိုင်ဝင်ကြီးထွန်းထွန်းနောင်ကာစရတချမှုများဖြစ်တဲ့ဒုတိယပို့ချုပ်ကြီးတန်းလိုင်းဒုတိယပို့ချုပ်တင်း တန်ထွန်ဦးဒုတိယပို့ချုပ်ကြီးတင်စားကြောဒုတိယပို့ချုပ်ကြီးဖုံမြန်အကျဉ်းဦးစည်းဌာနညွှန်ကြားမှုချုပ်ဟောင်းစော်ဝင်းအကျဉ်းဦးစည်းဌာနညွှန်ကြားမှုချုပ်မျိုးဆွေနေပြီးတော့အချုပ်ထောင်ပိုင်ဦးသိန်းစော်မောင်ဒုတိယထောင်ပိုင်ဦးကျော်သူရာဦးစည်းရာရှိဦးအောင်တန်းမြင့်လက်ထောင်ညွှန်ကြားမှုချုပ်မင်းထိုင်ဦးစည်းရာရှိတင်ငင်မြင့်လက်ထောင်ကြီးကြပ်ရေးမှုမေသူအောင်တို့ကလည်းဒေါအောင်ဆန်းစုကြည်မတရားဖန်ဆီးခံထားမှုကြောင့်ဖြစ်ပေါ်လာမယ့်နောက်ဆက်တွဲကိစ္စတွေကိုတာဝန်ခံရမယ့်သူတွေဖြစ်တယ်လို့လည်းဆိုပါတယ်စစ်ကောင်စီကဒေါအောင်ဆန်းစုကြည်ကိုပုံမှန်၉ခုနဲ့ထောင်နဲ့33နဲ့ချမှတ်ခံခဲ့တော်လဲ2023ခုနှစ် ဩဂုတ်လတရက်မှာတဘာဝဘီပုံမှာ25ပိုးကုံသွင်းကုံဥပဒေပုံမှာရှင်းသက်သွင်ဥပဒေပုံမှန်69နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်905ခွေးလို့ကိုလွန်ငင်းချမ်းသာခွင့်ပေးခဲ့တော်လဲထောင်တန်း29နှစ်တီချမှတ်ခံထားဆဲဖြစ်ပါရယ်မတရားဖမ်းဆီးချုံနောက်ခံထားတဲ့ဒေါအောင်ဆန်းစုကြည်ကိုစစ်ကောင်စီကအကျဉ်းသားအခွင့်အရေးပယ်ဖျက်မှုနဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုတွေပေါ်အပြည်ပြည်ဆိုင်ရာအတိုင်းအဝန်ကပြင်းပြင်းထန်ထန်တုံ့ပြန်မှုတွေပြုလုပ်ဖို့တောင်းဆိုထားပါရယ် ဒါကြောင့်ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံအကျဉ်းသားချက်ချင်းလွတ်ပြေးဖို့အတွက်နိုင်ငံတကာကောင်ဆောင်များကစုပေါင်းတောင်းဆိုချက်ထုတ်ပြန်ဖို့စစ်ကောင်စီပေါ်တန်တမန်ရေးဖိအားပေးခြင်းအပြင်နိုင်ငံပြင်ပသွားလာမှုကိုကန့်သတ်ဖို့ဒေါအောင်ဆန်းစုကြည်ကိုလွတ်လပ်တဲ့လူ့ကိုယ်ရေးဖွဲ့ရင်း ICRC ကချက်ချင်းသွားရောက်စစ်ဆေးခွင့်ရရှိဖို့တောင်းဆိုရန် MBW ကတိုက်တွန်းထားတယ်လို့သတင်းမှဖော်ပြပါရှိပါရှင်။နောက်ထပ်ရရှိတဲ့သတင်းအစ်များကိုလည်းကျမတို့ channel ကနေစက်တိုက်တင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ဒါကြောင့်သတင်းအစ်များကိုကြည့်ရှုနားဆင်ခြင်းနဲ့ပရိသတ်များအနေနဲ့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုပေးခြင်းပါရစေ။နားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်။